လူလောကကြီးမှာသတိထားကြည့်တဲ့ခါကျရင်လူနှစ်မျိုးတွေ့ရပထမတစ်မျိုးကဘလူလူမျိုးလဲဆိုတော့ငါဘာရမှာလဲအဲ့စိတ်ရှိတဲ့သူမျိုးပေါ့တကယ်ချင်းပေါင်းသိနေမှာတော့မှာပေါ့နော်ငါဒီကောင်နဲ့ပေါင်းရင် ငါသူ့စီကနေဘာတွေရနိုင်မလဲဘယ်ဘော်ဒါနဲ့သွားပေါင်းရင်တော့ငါ့အတွက်ဘယ်လိုမျိုးခွင့်ရေးတွေရနိုင်မလဲအဲ့လိုမျိုးပေါ့နော်အများနဲ့ तू ရဖို့အတွက်ပဲတွေးတာ तू ရဖို့ပဲ तू ရဖို့ what can i get what can i get ငါဒီကနေဒီ relationship ကနေဘာရနိုင်မလဲဒီအလုပ်ကနေငါဘာရနိုင်မလဲဘသူ့စီကနေငါဘာရနိုင်မလဲအဲ့ဒါပဲအများနဲ့တွေးတာ နောက်တစ်မျိုးကတော့ငါဘာပေးနိုင်မလဲငါဒီလူအဖွဲ့အစည်းအတွက်ငါဘာလုပ်ပေးနိုင်မလဲဒီလူအဖွဲ့အစည်းမှာငါအသက်ရှင်နေတော့မှငါလူတွေကိုဘယ်လိုကူညီပေးနိုင်မလဲ how can i help people ငါလူတွေဘယ်လိုကူညီပေးနိုင်မလဲဆိုရဲ mindset နဲ့အသက်ရှင်နေတချို့သူတွေကသူတို့ကိုကူညီပေးမဲ့သူရှိတယ်သူတို့လိုအပ်တယ်ဆိုရင်လိုအပ်တဲ့အချိန်မှာကူညီပေးမဲ့တငယ်ချင်းရှိတယ်မိတ်ဆွေရှိတယ်ဆရာသမားရှိတယ်ဆွေမျိုးရှိတယ်ညီကောင်မောင်နှမရှိတယ်မိသားစုဝင်တွေရှိတယ်အဲ့တော့အဲ့ဒီလူတွေက ဘာကြောင့်သူတို့ကသူတို့လုပ်ရင်ဖြစ်တယ်သူတို့စီးပွားရေးလုပ်ရင်လည်းအဆင်ပြေတယ်လုပ်ငန်းခွင်ကလူဆိုရင်လည်းသူအလုပ်တွေအောင်မြင်တယ်တိုးတက်တယ် သူဟာအမြဲတမ်းသူ့ဘဝကိုကြည်နဲ့တဲ့ပျော်ရွှင်နေပျော်ရွှင်အောင်မြင်နေအဲ့ဒီလူတွေကိုလေးလာကြည့်လိုက်တဲ့ဆိုရင်လေသူတို့ကအပေးသမားတွေဖြစ်နေဆိုတာကိုတွေ့ရသူတို့ကတနည်းနည်းနဲ့ပေါ့လောကကြီးကိုသူတို့တတ်နိုင်တာကိုပေးကန်းတာအဲ့အဲ့ဒီဟာကဆိုရင်ဒါသူတို့ရဲ့ true worth ချက်ပဲအဲ့ကျွန်မဒီကနေ့ဒီဗီဒီယိုမှာတော့ပေးကန်းတဲ့စိတ်ဓာတ် mindset ရှိ ဒါဆိုရင်ကိုရဲ့ဘဝမှာဘလိုမျိုးအခြေအနေတွေကိုဖန်တီးနိုင်တယ်ကိုအတွက်ကောင်းတဲ့အခွင့်အလမ်းနေရရှိနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မဆက်ပြီးတော့ပြောပြချင်ပါတယ်အားလုံးမင်္ဂလာပါရှင်ဝေအကယ်ဒမီမှကြိုဆိုပါရရှင်ကျွန်မဒီဗီဒီယိုမှာလူတစ်ယောက်အကြောင်းကို အရင်ဆုံးပြောပြခြင်းတယ်သူကတော့29 gives how a man of giving can change your life စာအုပ်ကိုရေးခဲ့တဲ့ခမီဝါကအကြောင်းပဲဖြစ်ပါတယ်ဒီစာအုပ်ကဆိုရင် New York Times ရဲ့ best seller စာအုပ်စီဝင်စားတော့ဖြစ်တယ်စိတ်ဝင်စားစရာကောင်းတာကဒီစာအုပ်ကိုရေးတဲ့ခုနပြောတဲ့ဝါကဆိုရင် तू ကယောဂတစ်မျိုး ခံစားရတာသူအသက်30လောက်မှာတဲ့သူအိမ်တောင်ကြပြီးတော့တိတ်မကြခင်မှာယောဂကိုစခံစားရတယ်အဲ့ဒီယောဂဘာလဲဆိုတော့ကျမတို့လွယ်လွယ်ပြောရင်တော့ autoimmune တစည်းပေါ့ခုခံအားစနစ်တွေဖောက်ပြန်နေမက်ဒီကယ်တမ်းတော့မပြောတော့ဘူးဒါကျမနားလဲတယ်လို့ပြန်ပြောရင် तू อ่ะအဲ့လိုယောဂမျိုးခံစားရတယ်အဲ့လိုယောဂမျိုးဖြစ်ရတဲ့အကြောင်းရင် तू อ่ะ genetic ကြောင့်လည်းဖြစ်နိုင်တယ်လို့ environmental factor တွေကြောင့်လည်းဖြစ်ရတယ်လို့သိရတယ်ဒီယောဂဖြစ်ရင်ဘယ်လိုခံစားရလဲဆိုတော့ကိုယ့်ရဲ့ immune system ကခန္ဓာကိုယ်ရဲ့အာရုံကြောစနစ်တွေကိုမှားယွင်းစွာနဲ့တွားပြီးတော့ထိခိုက်စေတာကျမနားလဲတယ်လို့ပြောရရင်တော့ autoimmune system ပြတ်သွားတဲ့ခါကျတော့ကြောယိုမာကြီးနဲ့အုံနောက်ရဲ့ဒီ nervous system central nervous system ကြီးကိုကိုယ့်ရဲ့ခုခံအားပဲမာယွင်းစွာနဲ့တွားပြီး attack လုပ်တဲ့အခါကျတော့အုံနောက်နဲ့ခန္ဓာကိုယ်စိတ်ပိုင်းကုန်လုံးက communication problem တွေဖြစ်သွားတယ်။ဒါဆိုလိုတာကသူ့ရဲ့သတင်းပို့တဲ့ဟာတွေမှားကုန်တာပေါ့နော်။သတင်းပို့တဲ့အချက်လက်တွေမှားတဲ့ခါကျတော့အဲ့ဒီ ယောဂဖြစ်တဲ့သူမှဆိုရင်အမြင့်အာယုံတွေခြုံရင်းလာတယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေမှဆိုရင်လည်းသွားပြီးတော့အကျိုးသက်ရောက်စေတယ် body movement တွေမှာလည်း balance မဖြစ်တော့ဘူးအဓိကလမ်းလျှောက်ရတာအဆင်မပြေတော့ဘူးမောပန်းနဲ့မာဆယ်တွေလည်းရော့ရဲလာတဲ့လူမျိုးလက္ခဏာတွေဖြစ်လာတယ်တဲ့အဲ့တော့အဲ့ဒီယောဂါကကြတော့လုံးဝပျောက်ကင်းသွားအောင်ကုလို့တော့မရအောင်အဲ့တချို့လူတွေမှာဆိုရင် mind symptom လေးပဲပြပေါ့အရင်မဆိုးဘူးတချို့သူတွေမှာကြတော့ခုနပြောတဲ့လက္ခဏာတွေက symptom တွေကအားဆိုးတယ်ဟောကာက तू အဲ့လူမျိုးယောဂါမျိုး तू ခံစားလာရတယ်ခါလေလည်းဒီယောဂါအရင်အချိန်ကြာကြီးအရင်ဆူဆူရွာခံစားရတဲ့အခါကျတော့ तू ဘာဖြစ်လာလဲဆိုသူစိတ်တက် က်ကြလာတယ်သူ depression ဖြစ်လာတယ်လူပတ်ဝန်းကျင်တိုင်းဝိုင်းနဲ့ဖဲခွာလာတယ်သူစိတ်ကြယောဂဖြစ်လာတယ်အဲ့ဒီယောဂဖြစ်တဲ့ဆိုရင် treatment တွေကစေဝါအပြင်ပေါ့နော် therapy ဂူထုံးနေနဲ့လဲကုပါတယ်လို့မျိုး lifestyle ပြောင်းလဲပြစ်ပြီးတော့လဲကုသလို့ ရလုံးဝပျောက်ကင်းအောင်တော့ကုလို့မရပါပဲခုနပြောတဲ့ဤတွေနဲ့တော့တက်တောင်လှုပ်လို့ရတယ်တနေ့မှာသူ့ကိုဆရာဝန်တယောက်ကနေပြီးတော့ဖာချံပေးလဲဆိုတော့လက်ဆောင်29ခုကိုရပောင်း29ရက်အတွင်းမှာတခြားသူတွေကိုလက်ဆောင်ပေးဖို့သူ့ကိုတိုက်တွန်းတယ်ပထမတော့သူကအဲ့ဒီဟာကိုသူသိပြီးတော့စိတ်မဝင်စားဘူးမလုပ်ဘူးပေါ့နော်နောက်ရက် တည်ကြမှာသူအဲ့ဒါလေးကိုသူစပြီးကောင်းထဲပေါ်တယ်သူပါရီစလုပ်လဲဆိုသူရဲ့တငယ်ချင်းဆိုပုံဆက်တယ်အပေးတယ်သူရဲ့အိမ်နီးနားချင်းတွေကိုသူစားစရာလေးပေးတယ်ကူညီလိုအပ်တဲ့သူတွေကိုသူအကူအညီပေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာဆိုရင်စိတ်ဝင်စားဖို့ကောင်းတာသူအဲ့ဒါတွေလုပ်နေစဉ်ကာလရပ်ပိုင်းအတွင်းမှာသူရဲ့ mental ရော emotional ရော physical ရောသူ့မှာတိုးတက်လာတာကိုတွေ့ရတယ်။အဲ့မှာသူနောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့သူ့ရဲ့အလုပ်လေးလည်းအဆင်ပြေလာတယ်။အဲ့ဒီအခါမှာသူကအဲ့ဒီသူ့ရဲ့တကယ် true story သူ့ရဲ့အကြောင်းကိုသူကစရည်ရီးတယ်။နောက်ဆုံးဒီစာအုပ် ထုတ်ပြီးတော့ကဘာတလောက်ဖြန့်ချလိုက်စာဖတ်တဲ့သူတွေကလည်းသူ့ရဲ့နီကိုစိတ်ဝင်စားလာတယ်သူတို့ရဲ့ဘဝမှာကြုံတွေ့နေရတဲ့ရင်ဆိုင်နေတဲ့ပြဿနာရှိတာဘဝမှာခက်ခဲကြုံနေရတဲ့လူတွေလည်းသူ့ရဲ့ဒီအကြောင်းအရာဆို inspire ဖြစ်စေတာဒီယောဂကလုံးဝတော့ပျောက်ကွင်းသွားတော့မဟုတ်ဘူးအဲ့ဒီယောဂကတော့ရှိနေသေးတာပဲဒါပေမဲ့သူ့ရဲ့ဘဝပြောင်းလဲသွားတယ်ပေါ့နော်သူ့ဘဝမှာသူစိတ်ချမ်းသာစွာနဲ့သူအသက်ဆက်ရှင်နေရတယ်အဲဒီလိုမျိုး mindset တွေဒီလိုမျိုး generosity ပေးကမ်းခြင်းနဲ့စိတ်ဓာတ်တွေကျေးဇူးတင်တဲ့စိတ်တရားဆိုရင် သူ့ဘဝကိုပြောင်းလဲသွားတယ်။သူ့ရဲ့စိတ်အခြေအနေတွေလည်းကောင်းသွားတယ်။သူကပျော်ရွှင်အောင်မြင်သွားတယ်ပေါ့။ဒီလိုမျိုးလှုပ်ရက်တိတိလေးကဆိုရင် သူ့ဘဝကိုအများကြီးပြောင်းလဲသွားတာကိုဒီသူ့ရဲ့စတိုရီမှာတွေ့ရတယ်။သူ့ဘဝရင်ပြောင်းလဲသွားတာမဟုတ်ဘူး။သူကဒီအကြောင်းအရာတွေကိုစာရေးပြီးတော့စာအုပ်ထုတ်ဝေရဲ့အတွက်ကြောင့်မို့ကဘာတလွားပေါ့နော်။ဒီစာအုပ်ကိုဖတ်တဲ့စာဖတ်သူတွေကဆိုရင်လေဒီလိုနီးတွေကိုလှုပ်ဆောင်တဲ့အခါကျတော့သူတို့ဘဝတွေမှာလည်းအဆင်ပြေလာတယ်။သူတို့ရဲ့စိတ်တွေသူတို့ရဲ့ emotional လေးမန်တယ်ပိုင်းနေလေပို့ပြီးတော့ကောင်းလာတယ်လူတွေကိုကုညီချင်းပေးကမ်းချင်းဖြင့်စိတ်တွေပျော်ရွှင်လာတဲ့ဘဝတွေလည်းအဆင်ပြေသွားတယ် DBU မှာဆိုရင်ကျမဒီစတိုရီလေးကိုထည့်ပြီးတော့ပြောရခြင်းရတော့ကျမတို့တွေကလေတခါလေပြောတဲ့ theory တွေဟာဆိုရင်ကျမတို့ရဲ့ခေါင်းထဲမှာလေတိတ်ပြီးတော့ မစွဲမြဲဘူးစတိုရီလေးတွေပါတဲ့ခါကျတော့ကျမတို့စတိုရီလေးတွေနားထောင်လိုက်တဲ့ခါကျရင်ကိုယ့်ရဲ့စိတ်ထဲမှာလည်းစွဲသွားတယ်ကိုယ်ခေါင်းထဲမှာလည်းအမြင်ဒီအကြောင်းအရာတွေကအမှတ်မိတယ်ကလေးလေးတွေကိုစတိုရီ ြောတယ်ဆိုတာလဲကလေးလေးတွေကဒီစတိုရီလေးတွေပါတဲ့ character တွေကသူတို့ရင်ထဲမှာ စွဲမြဲသွားတယ်အဲကိုပေးချင်တဲ့ message ကိုကလေးတွေကိုဒီစတိုရီလေးတွေဖန်တီးပြီးတော့စတိုရီလေးတွေကိုပြောပြခြင်းဖြစ်ကလေးတွေရဲ့စိတ်နေစိတ်ထားတွေသူတို့ရဲ့အပြုမူတွေကတိုးတက်ပြောင်းလဲလာဒီလိုပဲကျမတို့ video တွေရိုက်တယ်ပြောတဲ့ခါမှလည်းဒီလို storytelling technique လေးကလည်းအရေးကြီးတယ်။တော့ဒါကတော့ဒီ video မှာကြုံကြရင်လည်းပြောတာပေါ့။ဒီတိုင်းပြောရဆိုရင်တိုက်ပြီးတော့ဟိုဆွတ်ဆွတ်မြဲမြဲမရှိဘူးပေါ့နော်။ story လေးတွေတကယ်ဖြစ်ပျက်တယ်။ example လေးတွေနဲ့ကြတော့ကျမတို့ရဲ့ရှင်ထဲမှာစွဲသွားတယ်၊ကောင်းထဲမှာလည်းမှတ်မိ။အဲ့တော့ကျမလည်းဒီနေ့ဒီ video မှာပေါ့နော်ဒီလိုပေးကမ်းနေလူတွေကိုပေးခြင်းကမ်းခြင်းနဲ့လူ giver တွေအဲနဲ့ပတ်သက်တဲ့ အဲဒီ mindset လေးကိုပြောတဲ့နေရာမှာ ကျွန်မဒီ story လေးကိုဒီ worker ရဲ့ဖြစ်ပျက်ကလေးကိုထည့်ပြောခြင်းဖြစ်ပါတယ်။အဲ့တော့ဒီစာအုပ်ကိုစိတ်ဝင်စားရဆိုရင်တော့ Google မှာရှာကြည့်လို့ရပါတယ်။ဖတ်ချင်လဲဖတ်လို့ရပါတယ်။အဲ့တော့ကျွန်မဆက်ပြောချင်တာကတော့ကျွန်မတို့ဘာကြောင့်ပေးကမ်းရလဲဒီလိုပေးကမ်းခြင်းဟာဆိုရင်ဘာကြောင့်လုံးတင်တာလဲနော်။ဘာကြောင့်အရေးကြီးရလဲဆိုတော့ကျွန်မဆက်ပြီးတော့ပြောပြချင်ပါတယ်။လူတွေကိုပေးကမ်းတယ်တန်ဖိုးရှိတဲ့အရာတစ်ခုခုပေးလိုက်တယ်။ဒီလိုပေးတယ်ဆိုရင် ကျမတို့ကဘာဖြစ်စီလဲဆိုကိုယ့်ရဲ့ relationship တွေကပိုပြီးတော့ခိုင်မာစေတယ်ကိုကလူတွေကိုကူညီပေးတယ်လူတွေလိုအပ်နေတာကိုပေးတယ် အဲ့ဒီအခါကျတော့ကိုနဲ့သူနဲ့မှာဆိုရင်ဒါဟိုယုံကြည်မှုလည်းအဲတိဆောက်ပြီးသားဖြစ်သွားတယ်ပို့ပြီးတော့ရင်းနှီးလာပို့ပြီးတော့နှွေးထွေလာကိုရတငယ်ချင်းနဲ့မှာပဲဖြစ်ဖြစ်မိတ်ဆွေတွေမှာပဲဖြစ်ဖြစ်လို့ပေါ်ကင်ဘတ်ထဲမှာပဲဖြစ်ဖြစ်သူတို့လိုအပ်တဲ့အရာကိုကိုကကူညီပေးတယ်ပေးကမ်းတယ်ဆိုရင်ဆက်ဆံရေးတွေကပို့ပြီးတော့ကောင်းလာတယ်တူးနဲ့တူပို့ပြီးတော့ရင်းနှီးလာတယ်နှွေးထွေလာတယ်ရယ်လေးရှင်းရှစ်တွေကပို့ပြီးတော့ခိုင်မာလာတယ်ပို့ပြီးတော့ အားကောင်းလာမှာဖြစ်တယ်။ကျမတို့ကတန်ဖိုးရှိတဲ့အရာတခုခုပေးတယ်။အဲ့ပေးတဲ့အခါကျတော့ခွင်အရေးတွေကိုဆွဲယူနိုင်တယ်၊ဆွဲဆောင်နိုင်တယ်။ကိုကလူတွေကိုကူညီတဲ့အခါကျတော့ကို့အစီကိုလည်း offer တွေပြန်ရလာတယ်။ခွင်အလန်းတွေပြန်ရလာတယ်၊ကူညီပေးမဲ့သူတွေနဲ့တွေ့တယ်၊ recommendation တွေရလာတယ်။ကိုကတစ်ဖက်သားကကူညီတယ်၊သူအဆင်ပြေတော့အောင်ကူညီပေးလိုက်တယ်၊သူ့အတွက်တန်ဖိုးရှိတဲ့အရာပေးလိုက်တယ်ဆိုရင်ကောင်းတဲ့အရာတွေကိုမှလည်းရရှိလာတယ်။ဒါကသဘာဝတရားပဲ။ကိုကပေးတဲ့အတွက်ကြောင့်မို့ကိုကို့အစီကိုလည်းကိုလိုချင်တဲ့ ာတွေကရောက်ရှိလာတယ်။ကိုကူညီပေးလိုက်တဲ့လူစီကနေပြီးတော့ဘာမျှော်လင့်ချက်မှမထားဘူး။ဒါပေမဲ့ကို့အတွက်လုံကင်ခွင်လန်းနေရလဲပွင့်လန်းလာတယ်။ကို့ကိုကူညီပေးမဲ့လူစောင့်ရှောက်ပေးမဲ့လူ ထောက်ခံပေးမဲ့လူလမ်းညွှန်ပေးမဲ့သူတွေလည်းတွေ့ရှိလာတယ်။အယူသမားတွေများတဲ့လောကကြီးမှာ အပေးသမားအားလုံးထဲမှာထူးကြတယ်။လူတွေလူတွေထဲမှာပေါ့နော်ဟိုရကျင်တဲ့လူတွေရွယ်ဘယ်ဟာရမလဲငါဘာရမလဲငါဘာရမလဲဆိုတဲ့တနေ့တနေ့ပေါ့နော်ဒီလိုအတွေးမျိုးတွေနဲ့ရှင်သန်နေတဲ့လူအများစုထဲမှာကိုက သူများကူညီပေးတတ်တယ်သူများလိုအပ်တာကိုကူညီပေးလိုက်တယ်ဆောင်ရွက်ပေးလိုက်တယ်ကိုယ့်စီကနေပေါ့ value တကူပေးလိုက်နိုင်တယ်ဆိုရင်ကိုကအားလုံးထဲမှာထူးခြားနေတယ်တာလွန်နေရသူ ဖြစ်နေရပဲဖြစ်တယ်ပတ်စံဆိုတာမတ်ရမယ်လူတယောက်မွေးတဲ့ကနေသေမဲ့အချိန်ထိ ပတ်စံဆိုတာလိုအပ်တာကြီးပဲပတ်စံမလိုတဲ့လူတယောက်မှမရှိဘူးဒါပေမဲ့ကျမတို့လှုပ်တဲ့အရာတွေကိုပတ်စံရဖို့ပတ်စံရဖို့ပတ်စံရဖို့ပဲစဉ်းစားနေမှဆိုရင်ကျမတို့ရဲ့စိတ်တရားလည်းကြည်လင်နေမှာမဟုတ်ဘူးစိတ်မကြည်လင်အတွေးတွေလည်းမကြည်လင်ဘူးအတွေးမကြည်ရင်ကိုယ့်ရဲ့ ြောတဲ့စကားတွေကိုလုံမဲ့အလုပ်တရားလဲကြည်လင်မှုကောင်းမွန်မှုရှိမှာမဟုတ်တော့တွေးမကြည့်ဘူးဆိုရင်ကျမတို့ရဲ့ပြောတွေကလည်းကောင်းမှာမဟုတ်ဘူးအလုပ်တွေလည်းကောင်းမှာမဟုတ်ကျမတို့တွေကိုကဘာပေးနိုင်လဲဆိုတာအရင်စဉ်းစားမှာအဲ့တော့ကို့မှာပေးဖို့အတွက်ကိုကစဉ်းစားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့တခြား return နေရပါတော့နော်တော်သူတဘာဝအတိုင်းပြန်ရလာဗီဒီယိုတွေ ကြည်နည်းလူတွေဆိုလဲသိမှာပေါ့တချို့သူတွေဆိုရင်သူတို့မှာစေတနာရှိရပေါ့နော်သူတို့ရဲ့ဗီဒီယိုတွေကြည့်တဲ့အခါကျရင်ဒီဗီဒီယိုကြည့်တဲ့လူကသူတိုးတက်သွားစေခြင်းနဲ့ကောင်းစေခြင်းနဲ့သူ့ဘဝပြောင်းလဲသွားစေခြင်းနဲ့ခက်ခဲတွေကိုကျော်လွှားသွားစေခြင်းနဲ့ဒီလိုအဲပြောတဲ့သူတွေမှာအဲ့လိုစေတနာတွေတွေ့ရတယ်သူ့ကိုလဲကြည့်တဲ့လူတွေကသူ့ကိုအားပေးကြဝန်းရံကြတယ်အဲ့ခါကျတော့သူကပို့ပြီးတော့ပေါ့နော်နာမည်ကြီးလာတယ်ပို့ပြီးတော့အောင်မြင်လာတယ်ဒါဗီဒီယိုရိုက်တဲ့ဥပမာတစ်ခုပြပြပေါ့နော်ဒါ မဲ့လောကကြီးမှာပေါ့နော်အလုပ်မျိုးမျိုးရှိရဲအဲ့တော့ဘယ်အလုပ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အလုပ်မှာ ကိုကလူတွေကိုဘာပေးလို့ရလဲငါဘာပေးနိုင်လဲငါဘာကူညီပေးနိုင်လဲအဲ့လိုစိတ်မျိုးနဲ့အလုံးလုံးတဲ့လူနဲ့ငါဘာရမှာလဲငါဒီဒီဆက်ဆံရေးရနေဘာရမှာလဲဒီလူစီရနေဘာရမလဲအဲ့လိုမျိုးတွေးနေတဲ့လူတွေကတော့ကြွားချသွားတာပဲဖြစ်တယ်။ဒီနေရာမှာပြောစရာရှိတာငါတော့ဘာပြရမှာလဲငါမှပတ်စံမှမရှိတာငါကဆက်သွယ်ရမှမရှိတာစသည်ဖြစ်ပေါ့နော်။အဲ့လိုမျိုးထင်မယ်ဆိုရင်မဟုတ်ဘူး။ကျမတို့ကဘယ်တက်ရွယ်ပဲရောက်နေနေ ဘယ်လို position မှာပဲရှိနေနေကျမတို့လူတွေကိုကူညီပေးနိုင်တဲ့နီးလန်းတွေရှိတယ်။အဲအဲ့ဒီနီးလန်းတွေတည်းကနေပြီးတော့ကျမကတော့လက်တွေ့အသုံးချလို့ရတဲ့ practical ways နီးလန်း၃ခုကိုဒီဗီဒီယိုမှာဆက်ပြီးတော့ပြောပြချင်ပါတယ်။နံပါတ်၁နီးလန်းကတော့ share your knowledge ျမတို့လေခုခင်မှာဆိုရင်ပေါ့နော်ကိုကဘယ်လိုဘ ഹു တုဒ္ဒတွေကိုမှရှိလဲဘယ်အသိပညာတွေကိုမှရှိလဲအဲ့လိုတွေကို share လို့ရတယ်ကျမတို့ခုလိုဗီဒီယိုတွေဖန်တီးပြီးတော့လဲ share လို့ရတယ်စာရေးပြီးတော့လဲ share လို့ရတယ်အကြံဉာဏ်တွေပေးခြင်းဖြင့်လဲကျမတို့ရဲ့အသိပညာတွေကို share လို့ရတယ် အဲ့တော့ကိုကပေါ့နော်လောလောဆယ်မှာငါကဘာမှဘွဲ့တော်ရသေးရမဟုတ်ဘူးငါကလှုပ်လည်းမရှိဘူးအဲ့တော့ဝင်ငွေလည်းမရှိဘူးငါဘာလို့ဘာချင်းနိုင်မလဲငါအခုမှចောင်းသားတယောက်ပဲပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းလှုပ်ပေးလို့ရတယ်လူတွေကူညီပေးလို့ရတယ်ဘလို့နီးနဲ့ကူညီပေးလို့ကိုတငယ်ချင်းပေါ့နော်ကိုတငယ်ချင်းကဘာသာရေးတစ်ခုခုမှအားနေနေဆိုပါစို့ကိုကအင်္ဂလိပ်ပါတာမှာကိုကရရတယ်လိုက်နိုင်တယ်အဲ့ဒါဆိုရင်ကိုတငယ်ချင်းအင်္ဂလိပ်စာအားနေနေဆိုရင် သူ့ကိုကူညီပေးလို့ရတယ်ဒီဘာသာရက်ကိုတိုးတက်လအောင်ပေါ့နော်ကူညီပေးလို့ရတယ်အဲ့လိုပဲကိုက mass မှာကိုကအရန် pride ဖြစ်တယ်ဒါဆိုရင်တင်ချာညံ့နေတင်ချာမှာလိုအပ်ချက်တွေရှိနေတယ်ကိုတငယ်ချင်းကိုကူညီပေးလို့ရဒါဆိုရင်ကိုဘက်ကစပြီးတော့ပေးလိုက်တာကိုဘက်ကစပြီးတော့ကိုကကူညီပေးလိုက်တာကိုရဲ့ knowledge ကို ဝေမျှပေးလိုက်တာသူ့မှာလိုအပ်တဲ့အရာတခုကိုကိုကကူညီပေးလိုက်တာကို knowledge တွေကို sharing လုပ်တဲ့နည်းနဲ့လေလူတွေကိုကူညီပေးလို့ရတယ်နံပါတ်1နီးလန်းကတော့ support others work တခြားလူတွေရဲ့အလုပ်တွေကို supporting ပေးတာကျမတို့ကကိုယ့်ရဲ့ fellow တယောက်ယောက်ပေါ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်ပေါ့အဲ့လူတွေရဲ့အလုပ်တွေကိုကို supporting လုပ်ပေးရဥပမာအနေနဲ့ပေါ့ video creator တွေ content creator တွေကိုယ့်ရဲ့ fellow creator တွေကိုကို supporting ုပ်ပြောသွားပြီးတော့သူ့ရဲ့ content တွေကို video တွေကို share ပေးတယ်သူ့ကိုသွားပြီးတော့အားပေးတယ်အဲ့လိုမျိုးပေါ့လုပ်ပေးတယ်နောက်တယောက်ယောက်ကလာမေးရဆိုရင်သူ့စီကိုသွားကိုမိတ်ဆွေကိုညွှန်ပေးတာသူ့စီသွားသူကတော့ဒီနယ်ပယ်မှာဆိုရင်ဉာဏ်ဉာဏ်နေပေးနိုင်တယ်စသည်ဖြင့်ပေါ့နော်အတိုင်းဝိုင်းကကိုတိတဲ့လူတွေကို ညွှန်ပေးတယ်သူတို့ရဲ့အလုပ်တွေကို ထောက်ခံပေးတယ်ပြီးရင်သူတို့ကိုပေါ့ပြူသဘောဆောင်တယ်ကြိုးပြူတယ်မှတ်ချက်တွေပေးတယ်ဒီနီးနဲ့ပေါ့တခြားသူတွေရဲ့အလုပ်တွေကို supporting ပေးတာတကယ်တော့ဒီဟာကလေလွယ်တော့မလွယ်ဘာဖြစ်လို့လဲဆိုရင်ကိုကအဲ့လိုမျိုးလှုပ်ပေးနိုင်မှုဆိုတာလေမူတီတာ စိတ်ရှိမှလှုပ်ပေးနိုင်သူတို့ရဲ့အလုပ်တွေပို့ပြီးတော့ အောင်မြင်အောင်ပို့ပြီးတော့လူသိအောင် engagement နေမြောင်းဆိုရင်မုဒိတာစိတ်ရှိမှသွားပြီးတော့ appreciate လုပ်နိုင်မှာဒါပေမဲ့ကိုကစပြီးတော့အဲ့လိုမျိုးသွားပြီးတော့လုပ်ပြအခါကျရင်ဒီလူကလည်းပေါ့နော်ကို့ဩငါတော့ကကိုကြီးပေးထားတယ်ငါရဲ့အလုပ်တွေကို support လုပ်ပေးတယ်ငါ့ကိုဘယ်လိုနဲ့ချိတ်ဆက်ပေးတယ်စသည်ဖြင့်ပေါ့နော်သူ့ဘက်ကလည်းကို့ကိုပြန်ပြီးတော့ကိုလိုတဲ့အခါကျရင်ကိုကြီးချင်းစိတ်ဖြစ်လာကိုကတော့အဲ့လိုဖြစ်ပါစေဆိုပြီးတော့လှုပ်တာမဟုတ်ပေမဲ့ကိုလိုအပ်တဲ့အခါကျတော့လည်းကို့ကိုကိုကြီးဖို့ ူညီဖို့အသင့်ဖြစ်နေတယ်။အဲ့တော့ဒါဆိုရင်လေကိုကနေစပြီးတော့ပေးလို့ရတဲ့နီလန်တစ်ခုပဲဖြစ်တယ်။နောက်တစ်ခုကလူတွေကိုကူညီခြင်းနဲ့ကူညီဖို့အတွက်ပေါ့နော်။ဘလို့နည်းရှိသေးလဲဆိုကျွန်တော်တို့ volunteer အနေနဲ့ဒါမှမဟုတ် mentor အနေနဲ့ကူညီပေးလို့ရတယ်။အဲ့တော့ ိုကလုံးလုံးစိမ်အသက်လဲငယ်သေးတယ်ဝင်ငွေလည်းမြင်းများမရသေးဘူးဆိုရင်ကျမတို့ volunteer လုပ်တွေလုပ်လို့ရတယ်စာဝင်နေခက်ခဲနေတဲ့လူတွေကိုကူညီတဲ့ပေါ့ charity လို့လုံမျိုးဖြစ်ဖြစ်ပညာသင်ပေးတဲ့ပညာဒါနသင်ပေးတဲ့နေရာမှာသွားပြီးတော့ဖြစ်ဖြစ်ပေါ့နော်ကျမတို့ volunteer အနေနဲ့လုပ်လို့ရတယ်နောက်ကိုကအကယ်၍နေရာတစ်ခုခုမှာ ရောက်နေပြီးအာလုပ်ငန်းခွင်တွေ့ကြုံနေရှိနေပြီးပညာရေးချင်းနေလည်းရှိတယ်ဆိုရင်လည်းကျမတို့ကမန်တာအနေနဲ့တခြားကိုထက် ငယ်တဲ့သူတွေကိုကူညီပေးလို့ရတယ်လမ်းညွှန်ပေးလို့ရတယ်အဲ့ဒီနည်းတွေနဲ့လည်းကျမတို့တွေကူညီပေးလို့ရတယ်ဒီနေရာမှာ ကျမ story လေးတစ်ခုကိုပြောပြချင်ပါသေးတယ်အဲ့ဒါတော့သူများမဟုတ်ဘူးကျမရဲ့မောင်လေးပေါ့သူကဆိုရင် volunteer အလုပ်တွေလည်းအများကြီးလုပ်ခဲ့တယ်2000လောက်တည်းကပေါ့နာခဲ့တောင်မဖြစ်သေးဘူး2000လောက်တည်းကသူနဲ့သူငယ်ချင်းတွေစုပြီးတော့ဒီဘာမဲเจ้าနေဖုန်တော်ရေးတင်เจ้าနေအဲ့ဒီလိုနေရာမျိုးတွေသွားပြီးတော့ လိုအပ်တဲ့စားစားစားစရာဝတ်စရာတွေသွားပြီးတော့လူတန်းနဲ့စာရေးကိရိယာတွေလူတန်းနဲ့ကြောင်ဆောင်တွေစောက်ပေးတယ်အမျိုးမျိုးသောလူမှုရေးအလုပ်တွေကိုလုပ်ခဲ့တယ်လိုအပ်တဲ့နေရာတွေမှာသွားပြီးတော့လိုအပ်တဲ့သူတွေပေါ့နော်ကူညီပေးခဲ့တယ်သူကဥဆောင်ပြီးတော့ကူညီလှူဆောင်ပေးခဲ့တယ်အဲ့ဒါဒီကိုသူနှစ်ပေါင်းများစွာပေါ့လုပ်တယ်အဲ့ဒီနေရာတွေရဲ့အကျိုးကျေးဇူးတွေကခံစားရသူမှာအခြေဆက်တွေလည်းအများကြီးနှောက်ဝက်တွေလည်းအများကြီးရှိတယ်သူရဲ့ professional မှာဆိုရင်လည်းသူ အောင်မြင်နေသူအလုတ်ကိုင်းနေအဆင်ပြေတယ်ငငယ်တော့ကသူအဲ့လိုမျိုး volunteer အလုပ်တွေတောက်လျှောက်လုပ်ခဲ့တယ်လို့ခုနောက်ပိုင်းကျတော့လည်းသူ finance နဲ့ပတ်သက်တဲ့အကြောင်းအရာပညာဒါနအနေနဲ့ online နေမှာလည်းသင်ပေးတယ်။သူ့ရဲ့ဘဝမှာလိုအပ်တာနဲ့ပေါ့သူ့ကူညီပေးမဲ့သူတွေရှိတယ်။ဆရာသမားတွေသူ့ရဲ့မိတ်ဆွေတွေသူ့ကိုချစ်ခင်တဲ့သူတွေကကူညီပေးတယ်။အကြံဉာဏ်တွေပေးတယ်။အလုပ်တွေပေးတယ်။ချိတ်ဆက်တွေချိတ်ဆက်ပေးတယ်။အဲ့တော့ဒါကတော့ကျမရဲ့ဟိုမျက်မြင်ကိုတွေ့ဥပမာတစ်ခုပေါ့။ကိုလှုပ်ပေးနိုင်တယ်လို့လှုပ်ပေးတဲ့အခါကျတော့ကိုဘဝတစ်လျှောက်လုံးမှာကိုလိုအပ်တဲ့ အချိန်မှာကိုယ်ကူညီပေးမဲ့သူတွေပြန်တွေ့တာပဲဒါသဘာဝတရားပဲဒါကကြတော့ကိုယ်ကဆူတောင်းနေစရာမလိုဘူးပေါ့နော်ပြီးတော့ကိုယ်ကတကယ်ရောက်ကိုတစ်ခုကူညီပေးလိုက်တဲ့အချိန်မှာလဲမျော်လင့်ပြီးတော့ကူညီတာမျိုးမဟုတ်ဘူးရတန်းကိုဘာမှမမျော်လင့်ဘူးကိုယ်လှုပ်ပေးနိုင်တဲ့အရာကိုလှုပ်ပေးလိုက်တယ်ကိုယ်ပေးနိုင်တဲ့အရာကိုပေးလိုက်တယ်ကိုယ်မှာ ပေးစရာပစ္စည်းဥစ္စာမရှိဘူးဆိုရင်လည်းကိစ္စမရှိဘူးဘုသူတ္တရဲ့ရှယ်ဆိုဘုသူတ္တတွေကိုရှယ်လို့ရတယ်ဘုသူတ္တတွေကိုဝေမျှတယ်တကယ်လို့ကိုကအချိတ်ဆက်တရှိရဆိုရင်လည်းဒီခက်ခဲနေတဲ့လူပေါ့နော်ကိုချိတ်ဆက်ပေးလိုက်တယ်သူအဆင်ပြေသွားတယ်။ကုညီပေးလို့ရတာတွေကအများကြီးပဲ။ကျမတို့ရဲ့ဘဝမှာကိုကလည်းအရင်ပေးပါကိုလိုချင်တဲ့အရာတွေကရောက်လာမှာ when you offer first success follows တယောက်ယောက်အတွက်တန်ဖိုးရှိတဲ့အရာတစ်ခုခုတို့ဒါအရင်ဆုံးသာပေးလိုက်ပေါ့နော်ကိုလိုချင်တဲ့ဒိုတက်မှုတွေအောင်မြင်မှုတွေငွေကြီးတွေဟာလိုက်လာမှာပဲကျမတို့တွေကိုကသာ အရင်စပေးပါ ကိုကတခြားလူတယောက်ယောက်ကို value တစ်ခုခုသူများပေးလိုက်တယ်ဆိုရင်အဲ့နောက်မှာပေါ့ကိုလူချင်းတဲ့အရာတွေအားလုံးကကိုစီရောက်လာမှာပဲဖြစ်တယ်ပြီးကို့အတွက်အခွင့်အရေးတွေလည်းပွင့်လန်းလာမှာပဲဖြစ်တယ်အဲ့တော့ ဒီကနေ့ကနေပဲစပြီးတော့ဒီလောကကြီးမှာအသက်ရှင်တော့မှဘာတွေပေးနိုင်မလဲကိုကိုနီနာလူတွေကိုဘာတွေကူညီပေးနိုင်မလဲအဲ့လိုမျိုးတွေးပြီးတော့ကျမတို့တွေလှုပ်ပေးနိုင်တာပေါ့နော်ကိုပေးနိုင်တဲ့အရာကိုကိုကစပေးပါကိုကနေပြီးတော့ပေါ့တခြားလူတွေကိုပေးကမ်းလိုက်တယ်ကူညီလိုက်တယ်ဆိုရင်ကိုလူချင်းတဲ့အရာတွေကကိုစီကို မလွဲမသွေရောက်လာမှာပဲဖြစ်ပါတယ်ပေးကန့်တဲ့လူဟာပိုးကျွဲဝါတဲ့သူပဲဖြစ်တယ်ကျမကတော့ဒီဗီဒီယိုတွေရိုက်တဲ့အခါမှာကိုယ့်ဗီဒီယိုထင်ပေးပြီးတော့ကြည့်မဲ့သူတွေပေါ့နော်အတိကအချိန်ပေးလိုက်ရမယ်ဖုန်းပေးကုန်မယ်အင်တာနက်ဖိုးကုန်မယ်အဲ့လိုမျိုးပေါ့နော်နှစ်ခုပေးလိုက်ရမယ်အဲ့နှစ်ခု ပေးလိုက်ရတယ်သူတို့ရဲ့အချိန်နဲ့သူတို့ရဲ့ဒီပတ်စံပေါ့နော်တန်အောင်လို့ကျမကတော့ကျမရဲ့ဗီဒီယိုတွေမှာဒီဗီဒီယိုနားထောင်နေသူတွေတန်ဖိုးရှိရတဲ့ခုခုလေးရသွားစေချင်တယ် message လေးတစ်ခုဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်သူတို့ဘဝမှာသုံးဝင်မဲ့နီလန်းလေးတစ်ခုကိုရသွားစေချင်တဲ့အတွက်ကြောင့်မို့ကျမရဲ့ဒီဗီဒီယိုတွေမှာတော့ပေါ့နော် ကျမစူးစမ်းအထောက်တယ်အတွေးလေးတစ်ခုပဲဖြစ်ဖြစ်လက်တွေ့လှုပ်ဆောင်လို့ရတယ် အချက်တစ်ခုခုဖြစ်ဖြစ်ပေါ့ဒီမှာရရှိသွားစေခြင်းနဲ့အကျိုးရှိသွားစေခြင်းနဲ့သုံးဆွဲလိုက်ရတဲ့ဖုံးပေဖို့နဲ့ ကုံသွားတဲ့အချိန်တန်အောင်လို့တခုခုလေးကိုရသွားစေခြင်းနဲ့နားထောင်တဲ့သူကကြိုးရှိတဲ့အရာတခုရရှိသွားတယ်ဆိုရင်နှစ်ဦးနှစ်ဖက်လုံးအတွက် win-win situation ပဲဖြစ်တယ်။ကျွန်မဘက်ကလည်းချိန်ပေးပြီးတော့ဒီ video ကိုလုပ်ရတယ်။နားထောင်တဲ့သူကလည်းချိန်ပေးပြီးတော့နားထောင်ရတယ်။ဖုံးပေးဖို့လည်းကုံတယ်။အဲ့ခါကျတော့နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိစေရဆိုရင်ဒါကောင်းပါတော့။အဲ့ဒါကြောင့်မို့ကျွန်မရော video တွေရိုက်တဲ့ခါကျရင် value တစ်ခုခုပေးနိုင်လို့ကြိုးစားတယ်။ဒီနေ့ဗီဒီယိုလေးကိုအနှစ်ချောက်ရမယ်ဆိုရင်တော့ကျမတို့ရဲ့ဘဝမှာပေးကမ်းမှာကိုကနေစပြီးတော့ပေးပါ။ကိုကနေစပြီးတော့ပေးကမ်းခြင်းမှာဆိုရင်သူများတစ်ဖက်စီရပါတော့။ဘာမျော်လင့်ချက်မှာ မထားပါနဲ့အဲ့လိုညှိုးနှင်းချက်မထားဘဲနဲ့သူများတစ်ဖက်သားကိုကိုကပေးကဲနဲ့ကိုညီးတယ်ကိုပေးနိုင်တာအရာပေါ့နော်ငွေကြေးမှမဟုတ်ဘူးအသိဉာဏ်ပညာတွေအဆက်အသွယ်တွေဒါတွေကိုကိုကပေးကဲတဲ့ခါကျလူတွေကိုကိုညီးပေးလိုက်တဲ့အတွက်ကြောင့်မို့လောကကြီးမှာပေးတဲ့သူအနေနဲ့သက်ရှင်ရတာကျေနပ်စရာကောင်းတယ်ပြီးရင်ကိုကလူတွေကိုကိုညီးရဲ့အတွက်ကြောင့်မို့ကိုကိုလည်းကောင်းတဲ့အရာတွေကဆူတောင်းစရာမလိုဘဲနဲ့ကိုကိုစီကိုရောက်ရှိလာတာပဲဖြစ်တယ်အဲကိုအတွက်အခွင့်အရေးတွေလည်းအကုန်လုံးပွင့် လန်းသွားတဲ့ကိုလိုချင်တဲ့အရာတွေလည်းလက်ဝဲရရှိလာမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီဗီဒီယိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like လုတ်ပေးပါတခြားကိုယ့်ရဲ့တငယ်ချင်းတွေစီကိုလည်း share ပေးပါ ကျမရဲ့ We Academy Channel ကနေပြီးတော့နားထောင်နေသူတွေကြိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုလည်းပုံမှန်ဖန်တီးတင်ဆက်နေတဲ့အတွက်ကြောင့်မို့ကျမရဲ့ channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပေးပါဦးအဆုံးထိနားထောင်ပြီးရတယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။တာယာချမ်းမြေ့တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ။